အားလုံးပဲမင်္ဂလာပါ Safe Space မြန်မာမှကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါအပိုင်းနှစ်မှာ ကျွန်တော်တို့ရဲ့ဘဝအပေါ်ကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုတွေကဘလို့တက်ရောက်မှုရှိတယ်လဲပြီးတော့အဲ့ဒီခံစားချက်တွေကိုနားလေခြင်းကကိုကိုကိုထိမ့်ချုံနိုင်စွာဘလို့ပြန်ရစေတယ်လဲဆိုတာကိုရှာဖွေခဲ့ကြပါဗျာ ကြောက်ရွံ့မှုကိုယ်တိုင်က ကျွန်တော်တို့ရဲ့ရန်သူမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့သိရှိခဲ့ရပါတယ်။ဒါဟာကျွန်တော်တို့ကိုဘေးကင်းအောင်ထားဖို့အုံနောက်ရဲ့ကြိုးစားအားထုတ်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့တခါတရံမှာကြောက်ရွံ့မှုက အာကြီးလွန်းလာပါတယ်။အဲ့ဒီလို ဖြစ်တဲ့အခါကျွန်တော်တို့ရဲ့ယုံကြည်မှုတစ္ဆာတရားနဲ့ကိုယ်ဘယ်သူဆိုတဲ့ခံစားချက်ကိုလှုပ်ခါပြစ်နိုင်ပါတယ်။ဒါကြောင့်ဒီတစ်ပိုင်းမှာ ကျွန်တော်တို့ဂုံတိတ်ခါအကြောင်းပြောကြပါမယ်။ဂုံတိတ်ခါဆိုတာ ျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က မရေရာဘူးလို့ခံစားရတဲ့အချိန်မှာတော့ကိုယ့်ရဲ့တန်ဖိုးကိုပြန်လည်သတိရစေမယ်တိတ်ဆိတ်တဲ့ခွန်အားပါပဲ။ဘာကြောင့်လဲဆိုတော့ကြောက်ရွံ့မှုက ကျွန်တော်တို့ကိုသေးငယ်အောင်လုပ်ဖို့ကြိုးစားတဲ့အခါဂုံတိတ်ခါကကျွန်တော်တို့ဟာ လူသားဖြစ်နေစေတံပိုးရှိနေစေလေးစားခံထိုက်နေစေပဲဆိုတာကိုတတိယစီလိုပါကျွန်တော်တို့စက်မသွားခင်မှာအသက်ကိုဖြည်းဖြည်းချင်းဝါဝါရှူသွင်းလိုက်ပါ ဖြည်းဖြည်းချင်းရှူသွင်းပါ ပြီးတော့ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါဒီနေရာမှာ မင်းအန်ဒီရဲ့ကင်းပါတယ်မင်းတယောက်တည်းမဟုတ်ပါဘူးဂုံတိတ်ခါဆိုတာမကြခဏကြာဘူးပြီမဲ့အတိတ်ပဲဖွင့်ဆိုဖို့ခက်ခဲတဲ့အစကလုံးတစ်ခုပါဒါဟာမာနဒါမှမဟုတ်အာနာအကြောင်းမဟုတ်ပါဘူး ဒါဟာဘာပဲဖြစ်လာလာ ကျွန်တော်တို့ရဲ့ဘဝဟာတန်ဖိုးရှိနေသေးပဲလို့သတိရနေခြင်းအကြောင်းပါပဲကျွန်တော်တို့အလုတ်အိမ်ဒါမှမဟုတ်ဆက်ဆံရေးတွေကိုဆုံရှုံရနိုင်ပါတယ်နားလည်မှုလွဲတာတွေအပြစ်တင်ခံရတာတွေဒါမှမဟုတ်လှစ်လျူရှုခံရတာတွေကို ခံစားရနိုင်ပါတယ်ဒါပေမဲ့ဒီအရာတွေတဲကတခုကမှ ကျွန်တော်တို့ရဲ့အတွင်းစိတ်တန်ဖိုးကို ယူဆောင်သွားလို့မရပါဘူးကျွန်တော်တို့ကိုယ်တိုင်မိသွားဖို့မရေးချယ်သေးဘူးပေါ့လေ မြန်မာနိုင်ငံနဲ့ကဘာတဝမ်းမှာလူတွေဟာကုန်သိက္ခာကိုစမ်းသပ်ခံရတဲ့အချိန်အခါကိုရင်ဆိုင်နေရပါတယ်။မတရားဆက်ဆံခံရတာတွေ၊ကြောက်ရွံ့မှုနဲ့နေထိုင်ရတာတွေဒါမှမဟုတ်ရုန်းကန်ရှင်သန်နေရတာတွေပေါ့လေ။ဒါပေမဲ့ဒီလိုအချိန်တွေမှာတော့လှပတဲ့အရာတခုကဆက်လက်ထွန်းလင်းနေသေးပါ။ဘာလဲဆိုတော့လက်မြောက်အရှုံးမပေးဖို့ညှင်းဆန်တဲ့လူသားစိတ်တပါပဲ။ဒါဟာကုန်သိက္ခာပါ။ဒါဟာအတွင်းကနေပြောနေတဲ့အတန်ပါ။ အခုအချိန်မှာငါဘဝခက်ခဲနေရင်တောင်ငါဟာငါကိုယ်တိုင်ပါပဲငါဟာချစ်ချင်းနဲ့လေးစားခံထိုက်သူပဲဂုံတိတ်ခါဆိုတာသူတစ်ပါးကကျွန်တော်တို့ကိုပေးတာမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ကာကွယ်ပြီးလိုက်နာနေထိုင်ရတဲ့အရာပါ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေသူတစ်ပါးကိုဆက်ဆံပုံတွေနဲ့ခုခုကိုပြောဆိုပုံတွေမှာပေါ်လွင်ထင်ရှားနေတာဖြစ်ပါတယ်။ ျွန်တော်တို့တဲကဘသူနဲ့မဆိုတက်ဆိုင်နိုင်တဲ့ဇလန်းလေးတစ်ပုဒ်ကိုမျှဝေပြောပြပေးချင်ပါတယ်။မန္တလေးမြို့ကလမ်းဘေးဆိုင်လေးမှာမိုဟင်းကားနဲ့လက်ဖက်ရည်ရောင်းမှုတဲ့မမြဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူမဟာနေမထွက်ခင်ကတည်းကယူသားစွာအလုပ်လုပ်ပါတယ်။သူမရဲ့ဝယ်သူတွေကအိမ်ကြီးချင်းတွေ၊စိုက်ကားသမားတွေ၊ရုံးဝင်တန်းတွေ၊ကျောင်းသူကျောင်းသားတွေပေါ့။စီပွားရေးပိုခက်ခဲလာတဲ့အခါကုန်ကျန်းစည်းတွေကဇက်တိုက်တက်နေခဲ့ပါတယ်။ သူမရဲ့ပုံမှန်ဝယ်သူတွေလည်းစိုင်ကိုမလာနိုင်တော့ဘူးတချို့ကအလုံးလက်မဲ့ဖြစ်သွားပြီးတချို့ကတခြားကိုပျောက်ရွှေ့သွားကြတယ်တနေ့မှာတော့မြေရှင်ကသူမရဲ့စိုင်နေရာငါးခါကိုနှစ်ဆတိုးမယ်လို့ပြောလာပါတယ်သူမနှိမ့်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီလိုနဲ့သူမရဲ့အိုးတွေခုံပုလေးနဲ့ရင်နွေးအိုးကိုတင်းပြီးအိမ်ကိုတိတ်တိတ်ဆိတ်ဆိတ်ပြန်ခဲ့ပါတယ်ရဲ့အနှဲငယ်အကြတော့သူမဘာမှမယောင်းပါဘူး သူမအိမ်ရှိမှာထိုင်ပြီးဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားရင်းသူမရဲ့လက်ဖက်အိုးအဟောင်းလေးကိုစိုက်ကြည့်နေခဲ့တယ်။အဲ့ဒီအချိန်မှာသူမရဲ့ဆယ်နှစ်အရွယ်သမီးလေးကခက်တူတူပြောလာတယ်။အမေဒီမှာကျမတို့အိမ်ရှိမှာလက်ဖက်ရည်ရောင်းလို့မရဘူးလားဟင်။အစပိုင်းမှာမမရကဘသူမှလာမှာမဟုတ်ဘူးလို့ထင်ခဲ့တယ်။ဒါပေမဲ့သူမစမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်။မနက်ခင်းတစ်ခုကနေစပြီးပေါ့။ ူမရဲ့အပြာရုံထိုင်ကိုအဟောင်းကိုခြံတကားမှာထားလိုက်တယ်။လက်ဖက်ရည်အိုးကိုစပွဲသေးသေးလေးပေါ်တင်ပြီးစောင့်နေခဲ့ပါတယ်။ ပထမဆုံးစိုက်ကားသမားတစ်ယောက်လာပြီးအားပေးတယ်။နောက်တော့အလုပ်သမားနှစ်ယောက်ယောက်လာတယ်။ဒီလိုနဲ့အစုံမှသူမရဲ့ခြံဝမှာပလတ်စတစ်ခုံပုလေးတွေပေါ်ထိုင်ပြီးစကားပြောရင်မောနေကြတဲ့လူတွေနဲ့ပြည့်နေနေပြန်ပါပြီ။တစုံတစ်ယောက်ကသူမကိုတခါကမိခဲ့ပူပါတယ်။အရာအလုံးဆုံးရှုံးပြီးနောက်မှာပြန်စဖို့တတိကိုဘလို့ရှာတွေ့ခဲ့တာလဲတဲ့။သူမပြုံးပြီးပြန်ပြောင်းခဲ့ပါတယ်။အရာအလုံးကိုမဆုံးရှုံးခဲ့ပါဘူး။ ကျမဈေးတဲကထိုင်ကုန်လေးတလုံးပဲဆုံရှုံခဲ့တာပါဒါပေမဲ့ကျမလက်ဖက်ရည်ဖြော်နိုင်တဲ့လက်တွေနဲ့လူတွေကိုဆက်ပြီးဝန်ဆောင်မှုပေးခြင်းနဲ့နှလုံးသားကတော့အကျန်နေသေးတယ်လေဒါဟာဂုံတိတ်ခါပါပဲမာနဒါမှမဟုတ်ခေါင်းမာခြင်းမဟုတ်ပါဘူးဘဝကကျွန်တော်တို့စီကတခုခုယူသွားရင်တော့ကျွန်တော်တို့ပေးเสียတခုခုကြံ့နေသေးတယ်ဆိုတော့တိတ်ဆိတ်တဲ့ယုံကြည်ချက်ပါပဲ ကျွန်တော်တို့အရှက်ရခြင်းဒါမှမဟုတ်ဆုံးရှုံးခြင်းကိုရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ကိုယ့်ကိုယ်ကို သိငဲ့တယ်လို့ခံစားရပါတယ်။ကဘာကြီးကကျွန်တော်တို့ကိုမမြင်တော့တယ်လို့ပေါ့လေ။ဒါပေမဲ့ဂုံတိတ်ခါဆိုတာတခြားသူတွေဖြတ်စည်းလို့ရတဲ့အရာမဟုတ်ပါဘူး။ဒါဟာကျွန်တော်တို့ရဲ့အတွင်းမှာ တိတ်ဆိတ်စွာရှင်သန်နေပြီးကျွန်တော်တို့ကနေအတိအမှတ်ပြုဝေဖို့စောင့်နေတာပါအသက်ကိုဖြည်းဖြည်းချင်းရှုသွင်းပါပြီးတော့ဖြည်းဖြည်းချင်းပြန်ရှုထုတ်လိုက်ပါ အခုဘဝကမင်းကိုစံတတ်တဲ့အချိန်တစ်ခုခုကိုစဉ်းစားကြည့်ပါတစုံတစ်ယောက်ကမင်းကိုပြင်းပြင်းထန်ထန်ပြောဆိုခဲ့တဲ့အချိန်ဒါမှမဟုတ်အရန်ကြိုးစားခဲ့ရတဲ့အရာတစ်ခုကိုဆုံရှုံခဲ့ရတဲ့အချိန်ပေါ့လေမင်းအနေနဲ့လှည့်လည်ရှုခံရတယ်လို့ခံစားရနိုင်ပါတယ်အင်အားမရှိတယ်လို့ခံစားရနိုင်ပါတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာတော့မင်းရဲ့အတွင်းစိတ်တန်ဖိုးဟာပျောက်ကွယ်မသွားခဲ့ပါဘူး။မင်းဟာ လူသားတစ်ဦးပါပဲ။နှလုံးသားတစ်ခုတည်းအလင်းရောင်တစ်ခုတည်းအလားအလာတစ်ခုတည်းရှိနေစေပါပဲ။ကုန်တိတ်ခါဆိုတာဘယ်တော့မှ မလဲကြတာမဟုတ်ပါဘူး။ဒါဟာလဲကြပြီးနောက်ဘလို့ပြန်ထလာသလဲဆိုတာပါပဲ။ ဒါဟာကျွန်တော်တို့ရဲ့ဒစိတပိုင်းကတူတူလေးပြောနေတာပါငါဘဝရဲ့အခက်အခဲဆုံးအချိန်မှာတော့ငါဟာအရေးပါတယ်တခါတလေကဘာကြီးကကျွန်တော်တို့ကိုအကဲဖြတ်တဲ့အခါဒါမှမဟုတ်ပယ်ချတဲ့အခါကျွန်တော်တို့ရဲ့စိတ်တွေကအလားတူလိန်ညာမှုတွေကို စတင်ယုံကြည်လာတတ်ပါတယ်ခုခုကငါတကယ်ပဲမလုံလောက်ဘူးထင်တယ်လို့ပြောမိပါတယ် ဒါပေမဲ့ဒီအတန်ဟာအမှန်တရားမဟုတ်ပါဘူးဒါဟာနာကျင်မှုကစကားပြောနေတာပါ အမှန်တရားကတော့ပို့ပြီးရွရှင်ပြီးခိုင်ပါပါတယ်မင်းအားနည်းနေတယ်လို့ခံစားရတဲ့အချိန်မှာတော့မင်းဟာတန်ဖိုးရှိနေသေးပါပဲအမားလုံမိတဲ့အချိန်မှာတော့မင်းဟာကျင်နာမှုခံထိုက်သူပါပဲဟုတ်တယ်ငါနာကျင်နေတယ်ဒါပေမဲ့ဒီနာကျင်မှုကငါ့ကိုဘလို့ဆိုတာတတ်မှတ်ခွင့်မပေးဘူးလို့ဝန်ခံလိုက်ခြင်းမှာတိတ်ဆိတ်တဲ့ဂုဏ်သိက္ခာတစ်ခုရှိပါတယ် ဒါဟာအရာရာအဆင်ပြေနေသလိုဟန်ဆောင်တာမဟုတ်ပါဘူးဒါဟာမာနနဲ့မဟုတ်ပဲကိုယ်ကောင်းကိုမြင်သားစွာထိမ့်သိမ့်ထားခြင်းသူတပားအထက်မှာမဟုတ်ပဲကိုယ့်ရဲ့အတွင်းစိတ်မှာခိုင်မြဲစွာယက်တည်ခြင်းပဲဖြစ်ပါတယ်လူတွေကမင်းကိုနားလည်မှုလွဲနေရင်တောင် သူတို့ကမင်းအကြောင်းမကောင်းပြောနေရင်တောင်မင်းဟာတည်ငြိမ်မှုယေရှုတရားတော်နဲ့တုတ်ပြန်နိုင်ပါသေးတယ်ဒါဟာခွန်အားပါဘယ်သူမှယူသွားလို့မရတဲ့ခွန်အားမျိုးပေါ်လေ တခါတလေကျွန်တော်တို့ဟာဂုံတိတ်ခါကို မာနာနဲ့ရောထွေးတတ်ပါတယ်ဒါပေမဲ့မာနာကခွဲခြားတယ်ဂုံတိတ်ခါကချိတ်ဆက်ပေးတယ်မာနာကငါကမင်းထက်ပိုကောင်းတယ်လို့ပြောတယ်ဂုံတိတ်ခါကတော့ငါတို့နှစ်ယောက်လုံးလူသားတွေပဲငါမင်းကိုရောကိုကိုကိုရောလေးစားမှုနဲ့ဆက်ဆံဖို့ရွေးချယ်တယ်လို့ပြောတယ် ဂုံတိတ်ခါကိုကျွန်တော်တို့ကျင့်သုံးတဲ့အခါကဘာကြီးကိုမတူညီတဲ့ပုံစံနဲ့စတင်မြင်တွေ့လာရပါတယ်။ကျွန်တော်တို့ရဲ့တန်ဖိုးကို ပိုင်ဆိုင်မှုဒါမှမဟုတ်သူတစ်ပါးရဲ့ထင်မြင်ချက်တွေနဲ့တိုက်တာတာကိုရပ်တန့်လိုက်ပါတယ်။ရိုးရှင်းစွာတည်ရှိနေခြင်းအသက်ရှူနေခြင်းရှိနေခြင်းဆက်လက်လှုပ်ဆောင်နေခြင်းမှာတန်ဖိုးကိုစတင်မြင်တွေ့လာရပါတယ်။ ဒါကြောင့်ဘောဝါကမင်းကိုစူးစမ်းတဲ့အခါ လူတွေကမင်းကို သိငယ်အောင်လှုပ်ဖို့ကြိုးစားတဲ့အခါဒီအရာကိုသတိရလိုက်ပါ သူတို့ကမင်းရဲ့အခြေအနေကို ထိလို့ရတယ်ဒါပေမဲ့မင်းရဲ့စိတ်ဝိညာဉ်ကိုထိလို့မရပါဘူးသူတို့ကမင်းရဲ့ရွေးချယ်မှုတွေကို ဝေဖန်လို့ရပါတယ်ဒါပေမဲ့မင်းရဲ့လူသားဆန်မှုကိုဖျက်ဖြစ်လို့မရပါဘူးနောက်တစ်ချိန်ဖြည်းဖြည်းချင်းအသက်ရှူလိုက်ပါ မင်းဒီမှာရှိနေတယ်။မင်းဟာတန်ဖိုးရှိတယ်။မင်းဟာလုံလောက်ပါတယ်။ခက်ခဲတဲ့အချိန်တွေမှာတော့မင်းရဲ့ဂုံတိတ်ခါနဲ့ပြန်လဲချိတ်ဆက်နိုင်မဲ့သေးငယ်ပြီးမဲ့အစွမ်းထက်တဲ့နိလန်းအချို့ကိုပြောပြပေးခြင်းပါတယ်။နံပါတ်1အနေနဲ့မင်းရဲ့တံမိုးတွေကိုသတိရပါမင်းဖြစ်ချင်တဲ့လူမျိုးကိုဖော်ပြတဲ့စကလုံး၃လုံးကိုခြာရေးလိုက်ပါဥပမာကျင်နာမှု ရိုးသားမှုဒါမှမဟုတ်တိခတ်မှုစတာတွေလူမျိုးပေါ့ ကဘာကြီးကရှုပ်ထွေးနေတယ်လို့ခံစားရတဲ့အခါဒီစကလုံးတွေကမင်းရဲ့လမ်းပြကျယ်ဖြစ်လာပါလိမ့်မယ်။နံပါတ်1အနေနဲ့ကိုကိုကိုနဲ့သူတစ်ပါးအတွက်လေးစားမှုနဲ့ရည်တည်ပါ။အမားလုံးမိတဲ့အခါတော့ကိုကိုကိုကျင်နာစွာစက်တန်ပါ။သဘောမတူတဲ့အခါမှာတော့သူတစ်ပါးကိုညင်သာစွာပြောဆိုပါ။ဂုံတိတ်ခါဟာလက်စားချေခြင်းဖြစ်မဟုတ်ဘဲလေးစားမှုနဲ့နေထိုင်တဲ့အခါကြီးထွားလာပါတယ်။နံပါတ်3အချက်အနေနဲ့မင်းရဲ့ခရီးကိုသူများနဲ့နှိုင်းရှင်ခြင်းကိုရှောင်ပါ။ လူတိုင်းရဲ့လမ်းကြောင်းက မတူပါဘူးမင်းရဲ့ဘဝကိုသူတစ်ပါးနဲ့နှိုင်းရှင်တဲ့အခါကိုယ့်ရဲ့ခွန်အားကိုမေ့လျော့သွားတတ်ပါတယ်ဂုံတိတ်ခါဆိုတာကိုယ့်ရဲ့လမ်းကြောင်းပေါ်ကိုယ်နှုံနဲ့ကိုယ်ရှောက်လန်းခြင်းပါပဲနံပါတ်၄အနေနဲ့ကိုကိုကိုကျင်နာစွာပြောဆိုပါ မင်းရဲ့အတွင်းစိတ်အတန်ကိုသတိထားပါငါအတုံးမကြဘူးလို့ကိုကိုကိုပြောနေတာကြားတဲ့အခါမြင်သားစွာပြောင်းလဲပြီးငါသင်ယူနေတယ်ငါအတတ်နိုင်ဆုံးစူးစမ်းနေတယ်လို့အစားထိုးလိုက်ပါမင်းရဲ့စကလုံးတွေကမင်းရဲ့တန်ဖိုးရှိခြင်းခံစားချက်ကိုပုံဖော်နိုင်တဲ့စွမ်းအားရှိပါတယ်ငါအတုံးမကြဘူးလို့ခံစားရတဲ့အခါမင်းလောက်ရမှာကစိတ်တက်ကြရမှာမဟုတ်ပါဘူး။ငါသင်ယူဖို့လိုအပ်နေတယ်ဆိုတာကိုသဘောပေါက်ပြီးကိုလိုအပ်နေတဲ့အရာကိုသင်ယူဖို့လောက်ရမှာပါ။ နံပါတ်5အနေနဲ့လူအတိုင်းအဝိုင်းတွေကခွန်အားကို ရှာဖွေပါမင်းရဲ့တံမိုးကိုတတိယစီတဲ့တငယ်ချင်းဆရာဒါမမဟုတ်မိသားစုဝင်တဦးစီဆက်သွယ်လိုက်ပါတခါတရံမှာတခြားသူတွေကငါကဘာလုပ်လဲဆိုတာကို ပြောပြပေးတဲ့အခါဂုံတိတ်ခါကပို့ပြီးကြီးထွားလာပါတယ် Safe Space မြန်မာနဲ့ပူးပေါင်းနှာစင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့မှာကုန်တိတ်ခါကိုတခြားသူတွေကကျွန်တော်တို့ကိုပေးတာမဟုတ်ဘူးဒါဟာကျွန်တော်တို့အတွင်းမှာဆွဲကင်ထားတဲ့အရာဖြစ်တယ်ဆိုတာကိုသတိရခဲ့ကြမယ်လို့ထင်ပါတယ်ကြောက်ရွံ့မှုနဲ့ဆုံးရှုံးမှုတွေဝန်းရံနေတဲ့အချိန်မှာတော့ကုန်တိတ်ခါကကျွန်တော်တို့ကိုလူသားဆန်မှုတည်ငြိမ်မှုနဲ့ကျေနာမှုကိုဆက်လက်ထိန်းထားနိုင်ဖို့ကူညီပေးပါတယ် မင်းဟာမင်းရဲ့ပတ်ဝန်းကျင် အခြေအနေတွေထပ်ပူပါတယ်မင်းဟာမင်းရဲ့နာကျင်မှုထပ်ပူပါတယ်မင်းဟာလေးစားထိုက်သူပါပဲ လာမယ့်အပိုင်းဖြစ်တဲ့လူအတိုင်းဝိုင်းထဲမှာခွန်အားရှာဖွေခြင်းမှာစက်သွင်မှုက ကျွန်တော်တို့ကိုဘလို့ခုစားစေသလဲပြီးတော့ဘဝကကွဲပြားနေတယ်လို့ခံစားရတဲ့အခါယုံကြည်မှုနဲ့ပံ့ပိုးကူညီမှုကိုဘလို့ပြန်လည်တည်ဆောက်နိုင်မလဲဆိုတာကိုအတူတကွရှာဖွေသွားပါမယ်။ဒါဟာ safe space မြန်မာပါ။အတူတကွကူစားကြပါမယ်။အတူတကွမျှော်လင့်ကြပါမယ်။မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။